ဘယ်လိုခေါ်လဲပိုးကြီးပြည်သူနဲ့ပါတော့လဲဟမ်ပြည်သူနဲ့ပါတော့လဲအဘဘယ်လိုခေါ်လဲအင်္ဂါသူ့နဲ့ပါတော့လဲညီညီတော့အမြဲသူ့ရဲ့360ကမ်မာစတိတ်ကြီးလားမသိဘူးအဲ့ဒီခုနဲ့ညဲဒုတ်တချောင်းနဲ့အကုန်လုံးကလူခလုံးလိုက်ရိုက်နေရမသိလို့ရှိရလေအကုန်လုံးလိုက်ပြီးတော့တုံးနဲ့လိုက်ဟိုနိုင်နေတလို့ပဲအဲ့လိုမျိုးမြဲလိုက်ရိုက်နေရသူ့ဘာလို့ရိုက်တာပြောချင်တာပြောပြီးတော့အဲ့လိုမျိုးထွက်သွားဒါပေမဲ့ဘယ်လိုခေါ်လဲ ရှင်ကွမ်းကွိရှင်ကွမ်းကွိကြိုက်ရဲ့နိုင်တယ်မင်းရောကြိုက်ပါရင်ကတော့ကြိုက်ခဲ့ကတ်တုန်းကဆိုဘဘရစားလို့ပျော့ပျော့နေတတ်တာပေါ့ဒါသူ့ရဲ့ nature ကအရင် strong ဖြစ်တယ်အဲ့ဒါဘယ်လိုခေါ်လဲစီးပွက်ဒါဘယ်လိုခေါ်လဲရှင်းပါခွေဘယ်လိုခေါ်လဲခေါင်းကြီးခေါင်းကြီးပြော မရစားနဲ့လည်းပြောရမယ်ဆိုရင်မတွေ့ပြတာအရင်ကကြာပြီဘာမှပြန်တွေ့ပြတာလဲဆိုတော့ပြန်မပြောရမှပြန်တွေ့ပြတာပြန်ပြောရမှဘာရစားပထမဆုံး come back ပေါ့နော်အကြိုင်းနေမှာဆိုတော့ပြောရမယ်ဆိုရင်အိတ်ကြမှပြန်တွေ့ဖြစ်တာမိနစ်ကမှပြန်တွေ့ဖြစ်တာအခုတော့ညီမလေးမင်္ဂလာဆောင်လဲဆိုတော့လေညီမလေးမင်္ဂလာဆောင်လဲဆိုတော့တွေ့ပြနေရပေါ့နော်သူအမြဲသူ့ရဲ့360 camera stick ကြီးလောင်းသိဘူးအဲ့ဒီခုနဲ့ညဒုတိယချောင်းနဲ့အကုန်လုံးကလူကလူလိုက်ရိုက်နေရမသိလို့ရှိရင်လေအကုန်လုံးလိုက်ပြီးတော့

ဟိုမမရစားလို့ပျော့ပျော့နေတတ်တာပေါ့ဒါသူ့ရဲ့သူ့ရဲ့ nature ပေါ့နော်သူအဲ့လိုမျိုးနေတတ်တယ်ပြင်မှလည်းဆက်ဆက်နောက်နောက်နေတတ်တယ်ငယ်လေးကဘူမမရစားနဲ့ပတ်သက်တဲ့ memory ဆိုလို့သူအမြဲအဲ့လိုစရတဲ့နောက်တယ်ပျော့ပျော့နေတတ်တဲ့ memory လေးတွေပဲရှိတာဟုတ်ဒီမြန်မြန်ပြောင်းလေးတော့ရသွားတာရှင်ကွန်းကွီချဲ့ရဲ့အဲ့နံပါတ်ကြီးတော့ချိတ်ပါငယ်တော့ချိတ်ခဲ့ကတ်တုန်းကဆိုတော့သူကလက်တန်းပြလိုက်တာပေါ့ဟုတ်တယ်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 သူကတူတူမကြီးအကုန်လုံးကလည်းပဲသူကြောက်ချင်ပြီးပေးတာအဲ့လိုမှမဟုတ်အဲ့နေမှာသူ့ဘာသာသူပါဇက်ကနေထွက်သွားတဲ့နံပါတ်ပေါ့ သူ့ရဲ့ကင်မရာလေးလည်းပြောပါအောင်ကြည့်ရတဲ့မူးเนี่ยတော့တစ်ချိန်တော့ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ဘလော့လေးရောကိုယ်ကဝင်ကြည့်ပြဟုတ်ကြည့်ပြပါတယ်ဟုတ်မူးမူးနေတာကြည့်ပြီးတော့ဘလော့လေးရှိတယ်အဲအဲ့ပေါ်သူ့ဟာနဲ့သူပေါ်သူ့ရဲ့ vibe လေးပေါ်ပျော်ဖို့ကောင်းတယ်ဟုတ်ဟုတ်ကောဒါဘလို့တူမလေးအမေကပြောတာလေးတွေဘလို့ဒါရရမှာပြည့်လေးဟုတ်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 ဘလို့လေးကြွားတယ်ခုလို့ကြွားရတယ်လေတပ်ဘူးလေအမေအဲ့လိုမျိုးစတယ်တပ်ဘူးလေ ။ဘီတိုခိုင်ဘာလဲစာတူမလို့ပြင်းပြီးတော့အဲ့ကတူကစတာပါ။အခုတော့ဘလိုဒါဘလိုမြင်ရလဲဘာရလဲပတ်တဲ့ဥပညာကတော့ဟုတ်ဟုတ်ဟုတ်ကဲ့ဟုတ်အဲငငယ်လေးကတည်းကဟိုအိုင်ကွန်လို့မြင်တယ်ပေါ့နော်ဘာလို့ဆိုတော့သူ့ရဲ့ nature ကအရင် strong ဖြစ်တယ်သူ့ရဲ့ character အရင် strong ဖြစ်တယ်အဲ့အဲ့တခုတော့ဟိုဒါကတော့သူ့ဟိုသူ့များရမှာမရှိရဲ့သူ့ရဲ့ unique ဖြစ်တဲ့အရာတခုပေါ့နော်ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်အဲ့အဲ့ဒါသူ့သူက မသိဘူးလူငယ်နဲ့လုံးလုံးကရန် flexible ဖြစ်တယ်လူငယ်တွေကိုလည်းသူကအဲ့လိုမျိုးလမ်းကြောင်းတစ်ခုအမြဲပေးဖို့သူ့မှာအမြဲစိတ်လေးတစ်ခုရှိရအဲ့ဒါလေးကတော့ရန်လေးစားရပါတယ်ဟုတ်ဒီကြောက်လို့ရတယ်မှာပါလားအဲ့လိုကြီးတော့အမြဲတွေးဖြစ်တဲ့အထဲမှာမပါတော့လေဟုတ်ဟုတ်မပါရမေးခေါ်တာဟုတ်တယ်မပါရစားလို့ပဲခေါ်တာဟုတ်ဟုတ်ဟုတ်တယ်အဲ့အင်တာဗျူးမှာအဲ့လိုမျိုးတွေ့အင်တာဗျူးတစ်ခုမှအဲ့လိုဖြေလိုက်တာမှအဲ့လိုဖြစ်သွားမင်းကစီမနေပါဘူးသူပေးရမို့ကိုကားပေါ်မှာခဏလေးသွားတင်လိုက်တာ အေးအော်အဲ့အိတော့ကလူဟိုဟာရိုက်ရတော့မယ်ဆိုတော့ကောင်းပါခါလေးသွားတက်လိုက်တာအမေကအိမ်မုတ်တကုန်လို့ပုံဝေးပေးပြီးသွားရင်အဲ့ဒါသူသူအထင်လွဲဟောတာမမမကျေးလို့ဆိုရဟုတ်တယ်အဲ့လိုပြောအင်တာဗျူးမှာပဲ तू ကလူမပြောအင်တာဗျူးအောင်တနင်္ဂနွေလုံးတည်အောင်ပြောလိုက်လူပြောရင်ကြောက်ရဲတယ်ဟုတ်တယ်အချင်းကြီးရအောင်အော်ဟိုပါလေ ချီကျူရထက်ပေါ့နော် तू อ่ะအဲ့လိုမျိုးအခုဆိုဒီပြန်မပြောอ่ะဒီခုလိုလဲတောက်ရှိုးလေးလဲလာဖို့ရှက်ပေါ့နော်အဲ့မှာဆိုလဲ तू မြဲပြောอ่ะဒီခေတ်လူငယ်တွေကို तू အရင်လေးစားတယ်ဒီခေတ်လူငယ်เนี่ยအလောလောပါ तू အရင်စိတ်ချမ်းသာတယ်ဟိုအဲ့ဒါလေးတော့အမြဲပြောတယ်အဲ့အဲ့ဒါလေးကကြောင်ကိုတက်ကကြောင်လွယ်ဖြစ်အာအာဖြစ်เสียပေါ့နော်ဒီတကားတော့လဲလူငယ်တွေပဲရိုက်တာ哦လေအဲ့လိုဒီလိုဘလို့ပြရမလဲစီနီယာတယောက်ကိုအားကြားတဲ့လူတယောက်ဆရာနဲ့အဲ့စကားကြားတဲ့တဲ့ feeling ကတော့ဘာနဲ့မှမတူဘူးလို့ထင်တယ်ဟုတ်ဟုတ်ကဲ့ပါကျိုးရှင်လေးတို့ဆောင်ရခါဟုတ်ကဲ့ပါလူထွေးတဲ့ခါလေးတွေကိုပြစ်ကမှာ ်ဟုတ်တယ်ဟုတ်လေလိုက်တာဟုတ်တယ်ဟုတ်ဘယ်လိုမျိုးလေးတော့အဲ့တော့ကအခုဆိုသမီးတလာတာအကိုပဲအရွယ်တော့ကနော်အောင်မြင်ခဲ့ရတယ်

ဟုတ်ဟုတ်တယ်ဟုတ်ဟုတ်ကဲ့ဟုတ်ဟုတ်အဲ့ဒါကြောင့်အခုအခုချိန်ထိလည်းသူမအိတ်စိတ်လေးတခုရှိနေရပါတော့သူအဲ့လိုမျိုးအသက်ဆန်းနေလှုပ်ချင်တယ်လူငယ်နဲ့လှုပ်တွဲလှုပ်ချင်တယ်ဆိုတော့အဲအဲ့အားလေးတခုကတော့အရင်ကောင်းတယ်ဟုတ်ခုနဲ့တူတာလို့ဘာလေးတူရမှာရှိအဲဟိုပျော်ပျော်နေတတ်တာဖြစ်မယ်ထင်တယ်နော်ဘဘဇာဇာနဲ့တူတာအဲ့လိုမျိုးဟိုလေလာလာနဲ့လေအဲ့လိုမျိုးနည်းနည်းပေါ်တော့တော့နေတတ်တာပေါ့အဲ့လိုစိတ်လွတ်ကိုလွတ်နေတတ်တာတော့တူတူတယ်လို့ခံစားရတယ်ဟုတ်တော့ဒါဖြတ်လို့ဘဘတယောက်ရှိရပိုင်ဆိုင်တာတော့အဲ့ မတယောက်နေနေဆိုတော့ဘယ်လိုမျိုးရှိလဲ။အော်ပျော်တာပေါ့။လွယ်ပြည့်လိုမျိုးအလိုကြည်ရနဲ့အာစိတ်ကအာမိုက်လိုက်တာပော့ပါသွားရဲဆိုပြီးအဲ့လိုခံစားချက်ပေးရတာကောင်းတယ်လေဟုတ်။အခုမနေ့ပို့စီရောထိုင်ရတယ်လားကိုပါပါ့။အဲ့လိုတော့မထိုင်ရပါဘူး။သူ့ဘာသူပျော်သလိုနေပါစေ။အဲ့တော့အကုန်လုံးမိသားစုလေးတွေတောင်းအားကျင်းသူအရေးပြောရမယ်နော်အဟုတ်ဟုတ်အဲ့လိုမျိုးပြောရတယ်ဟုတ်အဲ့လုံးကလည်းသူ့ကိုထားဂျမ်းမဲသူ့သားစိတ်ချမ်းသာအတဲအတဲသူ့ဘာသူအေးဆေးပဲဟုတ်မနေ့ကတော့ဒါသူကပို့ပြီးတော့ပြုတ်ပို့ဖြစ်လာတယ် အမ်မေမေနဲ့ပြင်မယ်တင်တယ်ဟုတ်မေမေနဲ့နည်းနည်းပို့ပြီး close ဖြစ်တယ်ဟုတ်ဒီနှစ်ထဲမှာဒီနှစ် ဆိုတော့မှအခုဒီအခုလာမဲ့ပိုင်းချာတိတ်မလို့တော့ဘောနော်အဲ့ထဲမှာပူယုံကားသုံးကားတင်မရှိရဲ့အဲ့ဒါလေးထွက်လို့ရှင်လာအပေးကြပါဘောတကယ်လည်းအကုန်လုံးအများကြီးအများကြီးစူးစမ်းထားတယ်အဲယုံပေါ်ရောက်ဖို့လည်းများများလေးတွန်းအားပေးကြပါဘောပရိုရဲ့ဒီစူးစမ်းထားတဲ့အရာလေးတွေပိတ်သက်တွေပြချင်တယ်ပေါ့နော်ပြချင်တဲ့အတွက်ကြောင့်မလို့ကပြတာခွင့်ရမှာပြပြလို့ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့အဲအဲ့ဒါလေးကိုလည်းဖိုးတော့တွန်းအားလေးပေးပေးပါအောင်ပြလို့ရှင်ဝေဖန်ပေးကြပါအောင်အပေးကြပါအောင်လို့အဲဒီနေ့ဒီချိန်တည်းအပ်ပြတဲ့ကျေးဇူးများကြီးတင်ပါတယ်ဟုတ်ကျေးဇူးပါကျေးဇူးပါ